အလုံးမဲ့မင်္ဂလာပါကျွန်တော်တို့စုံစုံနိုင်ပါစုံစုံမိုဘိုင်းရဲ့ founder ပါကျွန်တော်ဟိုနေ့ကအလုတ်ခေါ်စာ post လေးတင်လိုက်တယ်ဗောနော်အဲ့အလုတ်ခေါ်စာ post ရဲ့အောက်မှာညီလေးတစ်ယောက်ကသူမေးခွန်းလေးတစ်ခုမေးထားတယ်အကိုရေးတဲ့ second hand phone ဆိုင်တစ်ခုဖွင့်ဖို့ဘာတွေလိုအပ်လဲတဲ့အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီနေ့ပြန်ဖြေချဖို့အတွက် video လေးလုပ်ပေးတာပါ second hand phone ဆိုင်ဒီဇိုင်းအောင်မြင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာတဲ့ဘယ်လိုစိတ်နေစိတ်ထားမျိုးထားရင်အောင်မြင်နိုင်မယ်ဆိုတာကိုကျွန်တော်ပြောပြပေးမယ်ဗောနော်ဘာကြောင့်အဲ့လိုပြောလဲဆိုတော့ second hand လောကမှာကျွန်တော်တို့စုံစုံမိုဘိုင်းဆိုတဲ့နာမည်နဲ့ရက်တည်လာတာမကြခင်ရက်ပိုင်းနေကျွန်တော်10နှစ်ပြည့်တော့မယ်ဗောအဲ့ဒီကာလအတွင်း ်မှာစကန်ဖုန်းဆိုင်တွေအများကြီးပေါ်လာတယ်။ဒါပေမဲ့အခုချိန်အထိကိုအဲကျွန်တော်ပြောတဲ့စံနှုန်းတွေနဲ့အလုပ်လုပ်တဲ့ဆိုင်တွေကတော်တော်နည်းနည်းလေးပဲရှိသေးတယ်။ညီလေးအနေနဲ့ကျွန်တော်ပြောတဲ့ဟာလေးတွေကို follow လုပ်မယ်၊ like လုပ်မယ်ဆိုရင်တေချာညီလေး market ရဲ့အဝေစုတစ်ခုရလိမ့်မယ်။အဲ့ဒါဟာဘာလဲဆိုတော့ customer ကိုတန်ဖိုးထားပါ။ customer ကိုတန်ဖိုးထားဆိုတဲ့အထက်မှာဘာတွေပါလဲဆိုတော့ customer ရဲ့ငွေကြေးကိုလည်းတန်ဖိုးထားပါ။ customer လူသားတစ်ယောက်ဖြစ်ခြင်းကိုလည်းတန်ဖိုးထားပါ။ customer ရဲ့အချိန်ကိုလည်းတန်ဖိုးထားပါ။ဥပမာဆိုပါဆိုကိုယ့်ရဲ့ page ကကိုကိုယ်တိုင်ဖြည့်နေဖြစ်စေ၊ဝန်ထမ်းတစ်ယောက်နဲ့ဖြည့်ခိုင်းနေဖြစ်စေ customer မေးလာတယ်ဆိုရင်ကိုယ့်ဆိုင်ကိုလူတစ်ယောက်ရောက်လာဖို့အတွက်မှားယွင်းတဲ့ information အလုံးတန်လာဆိုအဲ့ ုံးတက်มาတယ်အလာကြီးလိုက်ပါဆိုပြီးကိုဆိုင်ကိုယောက်လာဖို့အတွက်ကိုဦးစားပေးပြီးတော့มาဈေးရောက်နာမျိုးတက်ဆိုင် customer ယောက်လာပြီးွားရင်ဒီဖုန်းကဆေးဖြစ်သွားရမယ် customer လည်းလာပြီးွားရင်အချိန်အလကားမကုန်ရအောင်ဒီလိုမျိုးရှုထောင့်ပေါင်းစုံကစဉ်းစားပြီးတော့มา customer information အမှန်ပြီးမယ်အတူလာတဲ့အချိန်ကြာရင်သူ့ကိုကိုကြိုပြောထားတဲ့အတိုင်းဖြစ်နေတာမျိုးပဲဖြစ်တဲ့နေပေါ့နော်အဲ့တော့ तू ကဒီငွေကြီးဆိုတာ तू မှာခက်ခက်ခဲရှာထားတာမျိုးလည်းဖြစ်နေတယ်အဲ့တော့ तू ဒီငွေကြီးတစ်ခုကို तू သုံးဆွဲပြီးသွားရင် तू စိတ်ချမ်းသာသွားမှာကိုရီလည်းအမြတ်ရဒါမျိုးပေါ့နော်အဲ့လိုမျိုးရှုထောင့်ပေါင်းစုံကလည်းစဉ်းစားပြီးတော့มาသူ့နေရာမှာငါဆိုရင်ဘာလိုချင်မလဲအဲ့ဒါတွေကိုစဉ်းစားစဉ်းစားပြီး ရရင် customer တို့အဲ့ဒါတွေဖြည့်ဆည်းပေးအဲ့ဆိုရင်ဒီ market ဝေစုတစ်ခုရနိုင်အဲ့တော့နောက်တစ်ချက်ကကျွန်တော်တို့တိုင်ဖွင့်နေဆိုရင်ပြိုင်ဘက်တွေအများစုလုတ်တဲ့လက်ရှိနီလန်ကဈေးလျှော်ရောင်းနေပေါ့နော်ဈေးပေါ်အောင်ရောင်းနေဈေးပေါ်အောင်ရောင်းနေဆိုတဲ့အနေအထားမှာ second hand phone တစ်လုံးက quality အများကြီးဆိုမှအများကြီးရှိလက်ရှိအချိန်ထိမှာတကယ်ကို error ကင်းတဲ့ second hand phone တစ်လုံးကိုဆိုင်ကိုရောက်လာဖို့အတွက်ဆိုတာလက်ရှိအချိန်ဒီခက်ခဲတော့မယ်အရင်တော့ဆိုရင်ပို့ပြီးခက်ခဲတယ်အခုချိန်မှာတော့ကျွန်တော်တို့ပြည်တွင်းမှာလည်းသုံးဆွဲတဲ့လူတွေများလာတဲ့အတွက်တကယ် local သုံးတဲ့အလုံးတွေအခြားကိုရီးယားတို့ထိုင်းတို့က နေပြီးတော့မှဝင်နေဂျပန်ကနေဝင်နေဒီလိုမျိုးတကယ်ကို local တုံးထားတဲ့အလုံးမျိုးတွေကလည်းဝင်လာတာဖြစ်တယ်လို့ဒါပေမဲ့ market ရဲ့တော်တော်များများသောနေရာတွေမှာဒီတရုတ်ပြည်ကနေပြီးတော့မှလာတဲ့ refer ဖုန်းတွေကတော်တော်များများသောနေရာမှာလွှမ်းမှုနေတယ်အဲ့တော့အဲ့လုံးတွေကအလုံးလဲပိုတန်တယ်ဈေးလဲပူပေါ်တယ်အဲ့အဲ့ဒီဥစ္စာတွေကိုယူပြီးတော့မှပေါ်ပေါ်ရောင်းတယ်ပေါ့ဗျာပေါ်ပေါ်ရောင်းတယ်အဲ့တော့ကိုကအဲ့လိုမျိုးမဟုတ်ဘဲနဲ့တကယ်ကို quality ကိုဦးစားပေးပြီးရောင်းဈေးနှုန်းကိုအရန်ကြီးမဆိုင်နဲ့အဲ့လိုမျိုးဆိုတဲ့ပုံစံမျိုးနဲ့သွားအဲ့အဲ့ဒါဆိုရင်ကိုက market မှာနေရာတစ်ခုရတယ်အကျွန်တော်ပထမတော့အချက်နှစ်ခုပြောခဲ့တယ်အခုနံပါတ်3အချက်ကိုကျွန်တော်ထပ်ပြီးတော့မှပြောပြမယ်ပေါ့ ော်နော်အဲ့ဒါကဘာလဲဆိုတော့ပထမဆုံးနံပါတ်1အချက်နဲ့သွားချိတ်ဆက်တယ်ပေါ့ customer တွေတန်ဖိုးထားပါဆိုတာရဲ့အခွဲလိုပဲပြောရမှာပေါ့အဲ့ဒါ customer တွေကို warranty ပေးတဲ့နေရာမှာဖြစ်လာတော့မှဒီဖုန်းကိုငွေပြန်အမ်းပေးလိုက်မယ်လို့အစ်တတလုံးလဲပေးလိုက်မယ်လို့ဆိုတဲ့စံနှုန်းတွေနဲ့မသွားပါနဲ့ customer ကိုရောင်းလိုက်တဲ့အခါဒီ customer error ကင်းကင်းနဲ့သုံးဆွဲရမယ်ငါစီကိုပြန်မလာရဘူးဆိုတဲ့စံနှုန်းနဲ့မရောင်းခင်မှာတည်းကတေချာစစ်ဝယ်ပါပြီးွားရင်တေချာရောင်းပါအဲ့လိုမျိုးတေချာလုံနေရဲ့တားနေမှမတော်တဆ error တက်ခဲ့တယ်ဆိုရင်လည်းအပြည့်ဝတာဝန်ယူပေးပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီအချက်လေးတွေကိုညီလေးနဲ့ င်းနဲ့လိုက်လို့မယ်ဆိုရင်ညီလေးသကန်းပုံစံအောင်မြင်မယ်။ market share ပမာဏတစ်ခုလည်းရလိမ့်မယ်လို့အကိုယုံကြည်တယ်။အဲ့တော့ကျေးဇူးတင်ပါတယ်။